တင်းမတင်းအားလုံးနဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စားတရင်ချနယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုဆုံးဖြတ်ကြည့်ရှုနားဆင်ပေးဖို့မျှတရခံအပ်ပါတယ်ခင်ဗျာခုရကပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့တရင်ကတော့တောင်ငူချေဆိုင်စကောင်းစီရဲ့တောင်မန်းနိုင်စစ်တပ်နာချုပ်ကိုတရားခုမှမှရောက်တိုက်တုံရှဲလုံးနဲ့ပြခတ်တခိုက်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်ဘဘိုးတိုင်းတောင်ငူမျိုးနယ်ချေဆိုင်အကြံပတ်စကောင်းစီရဲ့တောင်မန်းနိုင်စစ်တပ်နာချုပ်ကို တရားခွန်မမရှော့တိုက်တုံရှင်လုံးနဲ့ဖြစ်ခတ်တိုက်ခဲ့တယ်လို့ဗရေးဝါရီယာဖော်မြန်မာပွဲမှာတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ဒီကနေ့အေဘီလာ30ရက်နေ့မနက်တနာရီ38မိနစ်ခန့်မှာအချမ်းဘက်စကောင်းစီရဲ့ဒေါမန်နဲ့စတန်နာကျုပ်တပ်ပခအတွင်းတို့တရားခွန်မမရှော့တိုက်တုံရှင်လုံးနဲ့အောင်မြင်စွာဖြစ်ခတ်တိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဆိုပါအချမ်းဘက်စကောင်းစီရဲ့ဒေါမန်နဲ့စတန်နာကျုပ်ဟာဘိုးတိုင်းနဲ့ဂရင်းပြည်နယ်မြောက်ဘက်ခြံဒေသများနဲ့၎င်းတို့နဲ့ထိစပ်နေတဲ့နေရာဒေသများမှာရှိတဲ့တော်လိုင်းရဲ့အင်အားစုများနဲ့အပြင်းမဲ့ပြည်သူများကိုရဆက်စွာတပ်ပြက်နေတဲ့ အချမ်းပတ်စကောင်းစီရဲ့တဖွဲ့ဝင်များကိုအဓိကအမိန်ပေးကိုခဲ့ရခြေကုန်းယူထားတဲ့ရေးပါတဲ့ဒိုင်းစစ်ဌာနချုပ်တခုဖြစ်တယ်လို့သိရပါတယ်။ဒါပြင်ငလျင်တန်းကြောင့်ဌာနဆိုင်ရာအဆောက်အုံများပြိုလဲပြက်စီသွားတဲ့နေပြီးတော့စကောင်းစီစေယုံကျုံးနဲ့နေပြီးတော့ဒိုင်းစစ်ဌာနချုပ်ယုံလို့မှစကောင်းစီအခြေကဲများတွားရောက်ယုံထိုင်ကတိုင်းပြည်လုံးကိုဒုက္ခပေးရန်အမိန်ပေးကိုခဲ့နေတဲ့ဌာနချုပ်ဖြစ်ပြီး BWN နဲ့မာမေးပွဲနာကရခိုးကဲတို့နှိမ်နှင်းတိုက်ခတ်ခြင်းဖြင့် BWN Mission 35ကိုပေါ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါပြင်ဂျပန်စကောင်းစီတပ်ရဲ့ညမနေဆောင်မှုကြောင့် ပြည်သူများတစ်ချောင်းလုံးခံစားကြုံတွေ့ကြရတဲ့မလုံးကျုံမှုကိုဂျမ်းသက်စကောင်းစီအကြီးအကဲများကိုယ်တိုင်ခံစားစေပြီးတော့လေးစရာမြင်မရှိဖြစ်စေရန်ဘရေဝါရီယာဖို့မြန်မာဘက်ကတိုက်ခိုက်ရခြင်းဖြစ်ပြီးအဒီတိုက်ခိုက်မှုတွေမှာဂျမ်းသက်စကောင်းစီရဲ့တပတ်ခါအတွင်းမှာထိခိုက်ပျက်ဆုံးမှုချိန်တွေများကိုဆက်လက်ဆောင်ဆန်းလျက်ရှိပြီးထမ်းမှန်ထုတ်ပြန်တော့မှာဖြစ်တယ်လို့လည်းသိရပါတယ်အခုစက်တက်တွေဘက်ကတော့ကျွန်တော်တို့ဖြစ်ဖြစ်ပြီးချင်းစစ်တောင်းမြင်လာကစကန်းနေတွေကနေလန်နန်ငယ်တွေနဲ့ပြန်ပြပါတယ်နောက်တနားရီကျော်လောက်ကျတော့လန်နန်ကြီးတွေနဲ့နှစ်ချက်ပြန်ပြပါတယ်ဒါပေမဲ့အခုမနဲ့ရေဘော်တွေကတော့ပေကင်းလုံးကြုံစွာနဲ့ ဟာနေစခန်းတီတီကိုပြန်လဲဆုတ်ခွာနိုင်ခဲ့ပါပြီ။နာပတဆေယုံတို့သွားလို့နာပတဆေယုံကလူတွေတထဲလာထိုင်နေတယ်လို့သတင်းရလို့ရေးစရာမြင်မရှိစေဖို့ကိုလိုပြေးရခြင်းတက်ပါတယ်လို့ဘရေဝါတွေကဖော်မြန်မာပီတလူအံပွဲမှာတော်ဝင်ရှိသူတဝူကပြောပါတယ်။အရေးတခန့်မှုကိုဘရေဝါတွေကဖော်မြန်မာပွဲရဲ့စီမံအုပ်ဆောင်မှုနဲ့ Mountain Nine Civilian Defense Force Anti Cross People Liberation Force တန်လောင်မြောက်ပိုင်းဒေါ်ဒေတာဘောတို့ကပူးပေါင်းလှုံ့ဆော်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်ထပ်မှန်ပြန်ဆက်ပေးခြင်းနဲ့တရင်ကတော့ ကိုလောက်ခဲတာကိုတာဝန်ယူပြန်ဆောက်ရမယ်လို့ဗိုလ်ချုပ်ကြီးမောင်မောင်အေးပြောဆိုတဲ့သတင်းကိုပြန်ဆက်ပေးကြပါမယ်။ဘီယန်ထန်းနဲ့ငလျင်ချောင်းစကောင်းစီရုံဆိုင်ရာနေပြည်တော်မှရှိတဲ့ပြိုကျပြက်စီးသွားတဲ့ဌာနဆိုင်ရာအဆောက်အဦများမူလားတိဆောက်ခဲ့တဲ့ကုမ္ပဏီများကကိုတာဝန်ကိုယူပြီးပြန်တိဆောက်ပေးရမယ်လို့အေဘီလန်29ရက်နေ့မှာပြုလုပ်တဲ့ပြန်လည်သူပြန်ဒုံပြူရေးနဲ့တတိဆောက်ရေးချမ်းမတ်မှုကော်မတီပထမကြိမ်ဇီဝေးမှာဗိုလ်ချုပ်ကြီးမောင်မောင်အေးကအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ဘီယန်ထန်းနဲ့ငလျင်တန်းချောင်းပြိုကျပြက်စီးခဲ့တဲ့ နိုင်ငံတော်ပိုင်ဆိုင်အုပ်များကူပြင်းရေးနဲ့ပြန်လည်တည်ဆောက်နိုင်ရေးအတွက်အာဏာသိမ်းစစ်ကောင်ဆောင်ကဆိုပါကော်မတီကိုဖွဲ့စည်းခဲ့ရမှာ။ဗိုလ်ချုပ်ကြီးမမောင်အေးကိုဥက္ကဋ္ဌတော်ဝင်ပေးထားခြင်းဖြစ်ပါတယ်။ဒါပြင်ငလျင်ဒေတာများမှရှိတဲ့ဝန်ထမ်းအရာများပြုပြင်ခြင်းတို့ဟာနေပြည်တော်စီပင်တရားရေးကော်မတီနဲ့သဆိုင်ရာသဆိုင်ရာပြည်နယ်နဲ့ဒိုင်းဆိုးရာများကတာဝန်ယူဆောင်ရွက်ရမှာဖြစ်ကြောင်းငလျင်တဲ့နိုင်ငံတော်ပိုင်ရုံးဆောက်အုပ်များဝန်ထမ်းအရာများအတိုးဆောက်အုပ်များစစ်ဆေးရေးအတွက်အစင်းတစ်စစ်ဆေးရေးအဖွဲ့၁၈ဖွဲ့အစင်းနှင့်စစ်ဆေးရေးအဖွဲ့၁၇ဖွဲ့ ဒုစစေရဲ့ကွယ်စံပွဲတော်နဲ့စစေးကအရာအောင်များနဲ့အဆင်များခွဲခြားသတ်မှတ်တော်မှာဖြစ်တယ်လို့လည်းအသွင်ပြောဆိုထားပါတယ်။ဒါပြင်နေပြီးတော့ဒီဆောင်ရဲ့ပွင့်တော်ရေးစီမံကိန်းမှာပါဝင်တဲ့ရုံထနာဝန်ထမ်းရာအထူးဆောင်များအုပ်ချုပ်မှုဆိုင်ရာအဆောက်အဦတည်ဆောက်ခဲ့တဲ့ကုမ္ပဏီများအနေနဲ့နေပြီးတော့စီပင်တရားရေးကော်မတီတို့ဆက်သွယ်တရင်ပေးပို့ရန်တရင်စားမှာနေဆင်ထည့်သွင်းခေါ်ပြလျက်ရှိပါတယ်။ဒါပြင်နေပြီးတော့တည်ဆောက်ခြင်းနဲ့ပတ်သက်လို့စစ်ပတ်ဆိုင်ရာအဆောက်အဦများဒေါ်ချင်းကစစ်တောင်းချုပ်တော်ဝင်ယူထားတဲ့ဒုပို့ချုပ်ကြီးတရားသူတော်တရားဝင်ကတာဝန်ယူခဲ့ပြီးတော့ အရေးဖက်ဆောက်အုပ်များကိုတော့သမရအုပ်သိန်းစင်လက်ထက်သမရရုံးဝင်ခြင်းနဲ့နေပြည်တော်မျိုးတော်ဝင်ဖြစ်ခဲ့သူဗိုလ်မှူးကြီးဟောင်းအုပ်သိန်းညွန်းတို့ကတာဝန်ယူခဲ့ပါတယ်။ဒါပြင်နေပြည်တော်တိဆောက်ရေးမှာစည်ရင်းချင်တဲ့အတက်ကြီးလောက်မှရှိတဲ့အထောက်အကူတွေတံများကစစ်ပတ်ဆိုင်ရာအဆောက်အုံများလမ်းနဲ့တရားများကိုတိဆောက်ခဲ့တယ်လို့စစ်ပတ်ဆိုင်ရာအဆောက်အုံများပြင်ဝန်ထမ်းရာများအစိုးရရုံးနဲ့ဈေးများကိုစစ်ပုတ်ချုပ်ရဲ့တာကမင်းများဖြစ်တဲ့ဒုတိယပုတ်ချုပ်ကြီးမောင်ရဲ့တမင်နန္ဒာရေးကော်မတီဒုတိယပုတ်ချုပ်ကြီးတင်အောင်မြင့်ဦးရဲ့တာတေစာစိုးဦးကော်မတီဝချုပ်ကြီးတူရွှေမန်းရဲ့တာကော်မတီ ဝင်းကြီးဦးသိန်းညောင်းရဲ့တာသမီများပိုင်တဲ့ဒေဇက်တီယံကုမ္ပဏီနဲ့ဇင်းချင်းနေရာတက်ရဲ့ညွှန်ကြားရေးမှုပို့ချုပ်တင်ထွန်းရဲ့သမီးဒေါ်နီနီထုံးကုမ္ပဏီနဲ့စတက်ပိုင်ဦးပိုင်ကုမ္ပဏီများကဆောက်လုပ်ခဲ့ပါတယ်။ဒါပြင်ရပ်ပတ်ခရိုနီကုမ္ပဏီများဖြစ်တဲ့ဝင်းကြီးဦးတင်ဆန်းပိုင် ACE ဆောက်လုပ်ရေးကုမ္ပဏီတရုတ်ဆောင်ရှားညိုမီဒါစုပိုင် Original Group ဆောက်လုပ်ရေးကုမ္ပဏီ Asia War ကို Mass Myanmar Aden ဆောက်လုပ်ရေးကုမ္ပဏီ A1 ဆောက်လုပ်ရေးကုမ္ပဏီ OY ထုံးပိုင်နဲ့ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနဲ့ ဦးစောဝင်းရှိန်ပိုင်တဲ့အေယာဟင်းလာကုမ္ပဏီတို့ကလည်းအဓိကလုပ်ပိုင်ခွင့်ရတဲ့ကုမ္ပဏီတွေဖြစ်ပါတယ်။ဒါပြင်ငလျင်ကြောင့်ပျက်စီးဆုံးရှုံးခဲ့တဲ့လွတ်တော်အစာဦးကို ACE ကုမ္ပဏီမှာဆောက်လုပ်ခဲ့ပြီးတော့လက်ရှိသမရအိမ်တော်ကို ADN ဆောက်လုပ်ရေးကုမ္ပဏီဒူသမရနဲ့လွတ်တော်ဥက္ကဋ္ဌနေရင်များကိုဒူကုမ္ပဏီတွေကဆောက်လုပ်ပင်ရခဲ့ပါတယ်။နေပြီးတော့မှဝန်ထမ်းအင်အား၄000ကျော်ရှိတဲ့ထက်ကထဝက်ခန့်ပျက်စီးခဲ့ရပြီးကျန်းတဲ့အင်အားများကလည်းလုံလေးထိုင်ရန်မတင်လျော်တဲ့အခြေအနေမှာရှိကြောင်းလက်ရှိအရပ်ဝန်ထမ်းများနေထိုင်တဲ့ဝန်ထမ်းအင်အားများ၊ရုံးများ၊လမ်းများ ဇေယုံစေကများပြက်စီးခဲ့တယ်လို့လူတိခိုက်တိဆုံမှုများပြခဲ့ရာမြို့မဇေနီးမှာရှိတဲ့ဘူခွဲဝန်ထမ်းအင်အားမှာစက်ပိုင်ဥပိုင်ကုမ္ပဏီကဆောက်လုပ်ခွင့်ရခဲ့ခြင်းဖြစ်ပါတယ်။နောက်ထပ်ထပ်မံတင်ဆက်ပေးခြင်းနဲ့တရင်ကတော့နေပြီးတော့မှစကိုင်းငလျင်ကြောင့်ပြက်စီးသွားတဲ့ရုံထားနာအဆောက်အုံများကိုမူလတိဆောက်ခဲ့တဲ့ကုမ္ပဏီများကပြင်ဆင်တိဆောက်ပေးရမယ်လို့စကောင်းစကတရားဝင်ကြေညာကလို့တော့ကိုတိဆောက်ခဲ့တဲ့ ACE ကုမ္ပဏီပိုင်ရှင်ဦးတင်ဆန်းတဲ့ကိုကျော်ဟောင်းရဲ့သတိတချို့စကောင်းစီကိုမဆက်သွဲ့တော့ပဲတင်းချောင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ နေပြီးတော့မှစကိုင်းကလျံကြီးကြောင့်ပြက်စီးသွားတဲ့ရုံထနာအဆောက်အုံများကိုမူလတိဆောက်ခဲ့တဲ့ကုမ္ပဏီများကပြင်ဆင်တိဆောက်ပေးရမယ်လို့စကောင်းစကားတရားဝင်ကြေညာလိုက်ပါတယ်။ဗြိတိန်တွေကနေပြီးတော့မှပြုလုပ်တဲ့အဆောက်အုံများပြန်လည်ပြုပြင်အသုံးပြုရေးနဲ့တိတိဆောက်ရေးကြီးကြပ်မှုကော်မတီရဲ့ပထမအကြိမ်လုပ်ငန်းညင်တိုင်းဇေဝဲမှာကော်မတီရဲ့ဥက္ကဋ္ဌကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်ရေးကထုတ်ခဲ့သူပြောဆိုလာခြင်းဖြစ်တယ်လို့စကောင်းစီရဲ့ဝါဒပြန်သတင်းစာတွေမှာပေါ်ပြထားပါတယ်။နေပြီးတော့မှမန်ချက်လာ28ရက်နေ့ကလောက်ခွက်ခဲ့တဲ့စကိုင်းကလျံကြီးကြောင့်အစိုးရဝန်ကြီးဌာနအဆောက်အုံများပြုကြပြက်စီးခဲ့ရမှာ နေလန်တုံးတွင်နေပင်စင်တိဆောက်တော်မှာဖြစ်ကြောင်း၎င်းတို့တဲကယုံတနာဆောက်ငါးကိုပင်စင်ရန်မူလာတိဆောက်ခဲ့တဲ့ကုမ္ပဏီများကိုတာဝန်ပေးဆောင်ရခြင်းဖြစ်တယ်လို့ခိုင်ခွဲဝင်ကြီးပိုချုပ်ကြီးမမောင်ကြီးကဆိုထားပါတယ်။ဒါပြင်စကိုင်းငလျင်ကြောင်နေပြီးတော့မှတိုးချပြစေခဲ့တဲ့အစာအိုးများစွာတဲကမှသမရအင်တော်ဟာအေရင်ဆောက်လို့ရကုမ္ပဏီပန်းရှင်ဝချစ်ခိုင်ကတာဝန်ယူတိဆောက်ခဲ့ခြင်းဖြစ်ပြီးတော့ဒုသမရနေအင်းများနဲ့လောတော်ဩဝါဒနေအင်းများဟာဘူကုမ္ပဏီပန်းရှင်ဝတ္တေစာကတာဝန်ယူတိဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါပြင်နေပြည်တော်မှာရှိတဲ့နလျင်ကြောင့်ပြိုချပြတ်စေသွားတဲ့ဝန်သားတိတိအားကစားရုံဟာမစမြမကွန်မတီပန်ရှင်ဦးစောစောကတာဝန်ယူတစားခွက်ခြင်းဖြစ်ပါတယ်။နေပြည်တော်လွတ်တော်အစားအုံကတော့ ACE ကွန်မတီပန်ရှင်ဦးတင်ဆန်းကတစားခွက်ခြင်းဖြစ်ပြီးဦးတင်ဆန်းဟာစကောင်းစစ်ကိုဆက်သွယ်ခြင်းမရှိတော့ဘဲတင်းဆောင်သွားတယ်လို့သိရပါတယ်။ဒါပြင်ပိုချုပ်ကြီးဟောင်းရှေမန်းရဲ့သားတုံးနိုင်မန်းအောင်တမန်နေပြည်တော်ကောင်စီဝင်ပုံမူကြီးဟောင်းတင်းကျုံရဲ့သားကွန်မတီများမွေးရီဝင်ကြီးဟောင်းမောင်မောင်တင်းရဲ့သားကွန်မတီများပါဝင်နေပြည်တော်စားလို့ရမှာလောက်ကိုင်းခွေများရရှိခဲ့တဲ့ ဇေဘိုးကျောင်းဟောင်းများရဲ့မိသားစုဝင်များနဲ့တန်ဝင်များအားလည်းထွက်ပြေးတင်းရှောင်ကုန်ကြပြီးတချို့သာစကောင်းစစ်ကိုပြန်လည်ဆက်သွယ်တယ်လို့သိရှိရပါတယ်။ဒါပြင်ငလျင်ကျောင်းလေဆိပ်ဆက်သွယ်ရေးတဝါတိုင်းပြောကြပြီးနေပြီးတော့လေဆိပ်အခန်းမှာပြောကြားမှုတို့အဓိကတဝင်ရှိသူဟာအေရှာဝေါ်ကုမ္ပဏီပိုင်ရှင်ဦးသွန်းမြင့်နိုင်ဖြစ်ပြီးတော့ A1 ဆောက်လုပ်ရေးကုမ္ပဏီ OI ထုံပိုင်နဲ့ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနဲ့ဦးစောဝင်းရှင်ပိုင်နဲ့ AIA ဟင်းနာကုမ္ပဏီတို့ကလည်း၎င်းတို့တိစောက်ခဲ့တဲ့ဝင်ကြီးဌာနရုံးသားနဲ့စေယုံစာပေါ်များကိုပြန်လည်တိစောက်ရမှာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ တောင်သားမှနင်းစက်တိုက်တပွဲဖြစ်ပြီးစတားလောင်၅လောင်စတုံးမှ၂ဦးနဲ့အတူလက်နက်ကယ်နာတင်ဆက်ရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းဒေသကြီးမြင်းချမ်းခရိုင်တောင်သာနိုးနယ်တွင်သူဝင်ရောက်လာတဲ့အကြံဘတ်စစ်တပ်စစ်ကြောင်းကိုနင်းရစက်တိုက်တိုက်ခိုက်ချိန်မုန်းခဲ့ရမှာစတားလောင်၅လောင်စတုံးမှ၂ဦးနဲ့အတူလက်နက်နဲ့လက်တင်ဆက်ရရှိကြတယ်လို့အကံဘလူးတပွဲမှာတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ပြီးခဲ့တဲ့အေပီလာ26ရက်နေ့ကအညာဦးမျိုးနယ်နဲ့ငတရောင်မျိုးနယ်အတွင်းမှာစစ်တပ်ရဲနဲ့ပြူစောတိများပူးပေါင်းကာ အင်အား100ကျော်နဲ့ဒေါင်သာနုနဲ့အနောက်ဘက်ခြမ်းတို့စစ်ကြောင်းတို့ဝင်ရောက်လာကြကြောင်းတော်တော်ဝင်ရောက်လာတဲ့စစ်ကြောင်းကိုအေပီလာ29နှစ်မြေမနက်ပိုင်းမှာကရာယောမှာတောင်ခမောက်ခြေဝါတို့စစ်ကြောင်းတူလာစဉ်တော်လန်ရေးပူပေါင်းတပွဲများမှာလက်နက်ကြီးလက်နက်ငယ်များနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တရာခြေဝါကနေတောင်ခမောက်ဘက်ကိုဝင်လာတဲ့ချိန်လမ်းမှာရှေးပြေးခင်တဆိတ်နဲ့တွေ့ပြီးတော့တိုက်ပွဲဖြစ်တာကတနားရီစောစောလောက်ကြာတယ်။လက်နက်ခေရန်ပြတ်သွားလို့ခဏပြန်ဆုပ်ပေးလိုက်ရပါမယ်။အခုကျွန်တော်တို့ပကံဘလူးတက်ရောက်လာတဲ့ချိန်မှာတက်ပြီးတော့တိုက်တာ။နိုင်ဝဲစောစောလောက်ကြာတယ်။ လေချောင်းတက်ကူလာလို့ပြန်ဆုပ်ပေးလိုက်ရပါတယ်လို့ပကံဘလူးတပ်ဖွဲ့တာဝန်ကကိုစီကဆိုပါတယ်။ထို့သောတကမ်းမှုတွင်ထိနာသွားတဲ့ချမ်းပတ်စကောင်းစီတကလေချောင်းတက်ကူခေါ်ကမောင်ခမောက်ရွာအတွင်းသို့ဝင်ရောက်တက်ဆွဲပြီးပြည်သူနဲ့အင်များကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။သို့နောက်ဝေပီလာ28ရက်နေ့မနက်ပိုင်းမှာအဆိုပါတောင်ခမောက်ခြေဝါမှာတောက်ပရောင်းမျိုးနဲ့ထောက်ရှာခြေဝါတို့ထမ်းမှန်စကြောင်ထိုးလာစဉ်ထောက်ရှာပင်ခြေဝါအနီးသို့ရောက်ပြည်သူကွယ်ပုံတပက်ကထမ်းမှန်တက်ခတ်ခဲ့ရမှာအပြန်လန်ဖြစ်ခတ်တဲ့ပွဲ၃နာရီခန့်ချမ်းမြေကြောင်အထင်းနာသွားတဲ့ချမ်းပတ်စတက်ကလေချောင်းတက်ကူ၆ချိန်ယူကာ ကစင်ကလျားနဲ့ငတရားမျိုးဘက်ကိုဆုတ်ခွာသွားကြောင်းသိရပါတယ်။သူ့ဘဲသူနေရတာတိုက်ပွဲတွင်ရဲတက်ချက်အလောင်းဥပဝင်စကောင်းစီတတားလောင်း၅လောင်း M22 အမျိုးအစားတနက်နဲ့လက်လက်နဲ့ခဲရန်နဲ့တူစကုံမှန်နှုတ်ရှင်ဖမ်းမိကြောင်း။ဒါပြင်စကောင်းအားဦးဆောင်နဲ့စကောင်းမှုဥပဝင်အချံဖက်စစ်တာ53ဦးဒေခိုင်ထိုင်အားရရှိပြီးတော့စကောင်းမှုဟာဝဲလောင်စေယုံကိုပို့ဆောင်ကူတာထားတယ်လို့သိရပါတယ်။အဆိုပါတကမ်းမှုကိုပကံပြေဘလို့တပွဲ Oba Protection and Gorilla Force ညောင်ခိုင်တိုင်ရင်ကငင်းချမ်းခိုင်တိုင်ရင်တော့ရန်ကြီးအောင် PDF တော်လီဝမ်ပကံပီဒီအမုံမခတောက်ကြတဲ့ဒေါင်းရင်တွေတပွဲဂလုံးပြောက်ကြတဲ့မန်ပခိုင်ပြည်သူကွယ်ရေးတပွဲညောင်ခိုင်ပကပပြည်သူလုံမြောက်ရေးတမတော် PLA အမတ်ရှိတင်ကတပွဲပုံပါ GFA နဲ့နာဘတ်တာ904တရင်တို့ပူပေါင်းကတိုက်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ပြည်စည်းတက်ခိုးတဲ့မျိုးသမီးဒိုက်ပေါ်မှာပြုတ်ချတည်ဆုံးနေဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ရန်ကုန်တိုင်းဆန်ချောင်းမြို့နယ်မှာတိုက်ခန်းပေါ်ပြည်စည်းတက်ခိုးတဲ့မျိုးသမီးတအူခုံချပပီးရမှာတည်ဆုံးသွားခဲ့တယ်လို့ဒေသခံများထံမှသိရပါတယ်။ ဇန်ချောင်းမျိုးနဲ့မုံလို့ဆောင်ကုန်းတောင်ရက်ကွက်ပြည်သူ့ကွက်တစ်တလမ်းမှာရှိတဲ့တိုက်ခန်းတစ်ခုမှာဒီကနေ့ AP 30ရက်နေ့မနက်၄နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။တိုက်ရဲ၅ရက်မြောက်ခန့်ကိုဒိုင်ဘေကနေတက်လာတာလားဒိုင်နောက်ကနေတက်လာတာလားတော့သိချာမသိဘူး။ ECU ဝင်ကိုတာအဲဒီချိန်မှာ တိုက်ခန်းမှာနေတဲ့သူတွေကနိုးလာတော့စကားဘောက်ကနေခုံချသွားတာလို့တရားခံတအူကပြောပါတယ်။ဒါအပြင်ပစ္စည်းလာရောက်ခိုးယူတာကိုမြင်တွေ့ခဲ့တဲ့တိုက်ခန်းနေသူများကမခုံချရန်ဓာမြင့်ပေးမယ်လေ။တိုက်ခန်းမှာရှိတဲ့ဘေးစင်မတစ်ဆင့်အောက်သို့ခုံချခြင်းဖြစ်တယ်လို့တရားခံများကဆိုပါတယ်။ အဆိုပါတိုက်ပေါ်သူတိုက်ရောက်ကဖြစ်စီခိုးယူသူမျိုးသမီးဟာအသက်40ဝန်းကျင်အရွယ်ရှိပြီးတော့နေရာမှာပင်တည်ဆုံးခဲ့တယ်လို့သိရပါတယ်။တံမန်တကားမရှိတဲ့တခြားထိုက်တွေမှာဖုန်းနှလုံးနဲ့ပတ်စပ်ရင်တချို့ခိုးပြီးတော့ဘီသူခွက်တဲ့တေလမ်းမှာနောက်ထပ်တစ်လုံးကိုတက်ပြီးတော့ခိုးတာပါ။အေးရနိုးတဲ့ချိန်နဲ့တန်းတိုးပြီးတော့တိုက်ပေါ်ကနေခုံဆင်းထွက်ပြေးနေတယ်တေတာပါ။မခုံဆင်းဖို့တားကြပါတည်း။ခုံဆင်းရင်တေးမနော်။ခုံဆင်းရင်တေးမနော်လို့တန်တန်မှားတာကိုခုံဆင်းသွားတာပဲ။ဘသူပဲဝါမန်းတော့မသိရပါပဲ။ဆရာတော်ပင်ပြီးတော့ပရေးရိုတရားနာဖို့လုပ်ပေးသွားပါမယ်လို့ဒေသခံတဝူကပြောပါတယ်။ အဲဒီပေါ်မှာခွန်ချားမှုကြောင့်တည်ဆုံသွားတဲ့အမျိုးသမီးရဲ့ရုပ်လောင်းကိုစံချောင်းမျိုးနဲ့ရန်မီတက်ထပ်ပတ်ကလာရောက်တဲ့ဦးသွားပြီးတဲ့နောက်ရန်ကုန်စေယုံကြီးသို့ပို့ဆောင်ပေးခဲ့တယ်လို့သိရှိရပါတယ်။လက်ရှိမှာခမ်းမင်းတိုက်ခမ်းများမှာနေထိုင်သူများအနေနဲ့တကားများနဲ့တံပန်းများကိုတရားစွာတက်စီရန်ညာဘက်အိတ်ဆက်ချိတ်များမှာလည်းလုံခြုံရေးသတိပြုနေထိုင်ရန်ဒေသခံများကတိုက်တွန်းချံပြူထားပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့သာဝရငင်းချင်းရရဖို့ USDP ဦးဆောင်တဲ့နိုင်ငံရေးပါတီများစုံနေတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။ စက်တက်ကြောတော်နောက်ခံပြုပြည်တော်စုချခိုင်နဲ့ဖွံ့ဖြိုးရေးပါတီပါဝင်နိုင်ငံရေးပါတီတည်တည်မှတာဝန်ရှိသူများပါဝင်နဲ့ရာယီပြကတ်တက်ခမ်းမှုရစရေးမှတည်ထာဝရငြိမ်းချမ်းရေးစီတူစကားဝိုင်းဆွေးနွေးပွဲကို AP 29ရက်နေ့လယ်မှာရန်ကုန်တိုင်းပစောင်းတော်မြို့နယ်မှာရှိတဲ့ Orchestra Hotel မှာပြုလုပ်ခဲ့ပါတယ်။လက်နက်ကင်လမ်းစဉ်ဟာပြည်သူကိုထိနာမှုအများဆုံးဖြစ်ပေါ်စေတာကြောင့်ယခုဆွေးနွေးပွဲမှာအတိတ်တရားတစ်ခုရရှိခါငင်းချမ်းရေးလမ်းစဉ်ကိုသွားစေလို့ပြီးတော့ဘေခောက်ပွဲမှာတစ်ဆယ်နိုင်ငံရေးဖြေရှာတဲ့နီလန်းကိုသွားစေလို့လည်းထပ်သွင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ ဒါပြင်နိုင်ငံလူ့ရဲ့ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးဒီသာထင်ရှားတဲ့အောင်မြင်မှုမတွေ့ရတဲ့ချိန်နိုင်ငံရေးသိမြင်ပြေးဝတဲ့နိုင်ငံရေးသမားများရဲ့အထောက်အပူဟာအဓိကလိုအပ်ချက်ဖြစ်လာတယ်လို့လည်းဆိုထားပါတယ်။ဒါပြင်ဆိုပါဆိုနေပွဲမှာနိုင်ငံကမှတဘာဝဘေးရန်တွေပြပွားပြီးတဲ့နောက်နိုင်ငံသားချင်းချင်းဆွန်ွေးညီနိုင်ဖြေရှားမှုများမှတဆင့်ငြိမ်းချမ်းရေးရရှိခဲ့တဲ့တာရကများထာဝရငြိမ်းချမ်းရေးရရှိရေးစစ်တပ်ပြည်သူနဲ့ဒိုင်းရင်းသားလက်နက်ကိုင်များရဲ့ခံယူချက်သဘောထားများရေးချိမှုလာမယ့်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဖြစ်ခတ်တကမ်းမှုများချုပ်ငင်းပြီးတော့နေမီတင်းငင်ရေးခံရင် တက်တက်အင်အားတောင်းတင်းခိုင်းပါစေရန်နိုင်ငံရေးပတ်တီများနဲ့မီဒီယာများမှဗီဒိုများကိုတရင်မှန်ဖြေရမှန်များကိုအသိပေးရင်နိုင်ငံရေးပတ်တီများနဲ့မီဒီယာများတိုင်းပြည်ချစ်စိတ်မျိုးချစ်စိတ်ခံယူချက်ခံယူချက်ခေါင်းမွေရန်လိုအပ်မှုနိုင်ငံရေးပတ်တီများရဲ့ခံခန့်နာစတဲ့ပြန်ဆုံးမှုခဲ့တယ်လို့သိရပါတယ်အဆိုပါအကြောင်းအရာများကို USDP မှာပို့လုံမှုဆောင်ဦးလာတဲ့ဒိုင်းအန်နာဇေလုံးညညိုရေးပတ်တီမှဒိုးဝက်ခွထအိုတိန်ထွန်အနုဒါနိုင်ငံရေးမဟာမိတ်များပွဲချုပ်ပါတီထွတ်ထွတ်တွင်းရမှုဦးချောသူအောင် ီတောင်ဆုံးမြန်မာနိုင်ငံမျိုးသားနိုင်ငံရေးဖွဲ့ချုပ်ပါတီဥက္ကဋ္ဌဝင်းလွင်တို့ကအုပ်ဆောင်ဆုံးနေခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါဆုံးနှုတ်ဘက်ကို USTP ပါတီဥက္ကဋ္ဌဥက္ကင်းရေးပါဝင်ရန်ကုန်ခြေဆိုင်နိုင်ငံရေးပါတီဆန္ဒခုမှကိုယ်စားလှယ်များတက်ရောက်ခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာအင်အားပြင်းကလေးလောက်ခတ်ပြီးတဲ့နောက်တက္က AP 30ရက်နေ့ထိယာယီအတီးရထားပေးမယ်လဲ။နိုင်ငံတော်ဝန်လေချောင်းမှပုံချေတက်ခိုက်ခြင်းကြောင့်ရထားပြည်သူတွေထိခိုက်သေဆုံးလျက်ရှိနေပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ကြတဲ့ပရိသတ်များကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြင်ပြပါတဲ့တွင်တော်လိုင်းဖက်တော်သားများရဲ့တရင်များနဲ့တို့ပြန်လာကြပါမယ်။ အားလုံးကိုစနစ်ပြန်ရှင်းလင်းချမ်းမြေကြပါစေခင်ဗျာ